ကျွန်တော်ဖေးဆိုကျွန်တော်ဘာပြောလဲဆိုမှန်ကြည့်ပြီးတော့မှတနခါလိမ့်နေဆိုကျွန်တော်အချောက်တယ်ဒါကတော့ကျွန်တော်ရဲ့ wall space စတာပေါ့ Black Magic Pocket Cinema 4K ပေါ့နော်နောက်ကြလို့ရှင်တော့ဒါနဲ့ဟို shuffling လေးရိုက်ဖို့တော့စီစဉ်တော့ပါတယ်ဒါကတော့မြင်တဲ့အတိုင်းပဲခန်းထဲမှာရှင်းရသေးဘူး Okay ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ဒီအခန်းပေါ်ကိုဂရင်ပေါ်ရင်တန့်ရှင်းလုပ်မယ်ပေါ့ခေါင်းကြီးကဒါဟိုဟာပေါ့ဖုန်နေပေဟာလား ျွန်တော်တို့ငလင်းလုတ်ကလေးကကျွန်တော်ဒီမှာမိတ်ဖြစ်ဘူးခေါင်းလည်းမသုံးဖြစ်ဘူးအဲအကြောင်းမလို့ပေါ့နော်ဒီခေါင်းကြီးကကျွန်တော်စွန့်ရတော့မှာအုံလည်းမုံဖြစ်တော့နောက်နေကြအသက်တော်ဝင်မယ်ကရကရကဲဒါဆိုကျွန်တော်ရဲ့အင်ဂျီခောက်ပြီးတင်လာတယ်ကျွန်တော်ပြီးပါပြီကဲကျွန်တော်အခုအင်ဂျီလည်းခောက်တင်ပြီးပြီကရင်လည်းရှင်းပြီးပြီအခုလုတ်ဆက်ရှိတာအခန့်နေရာပြန်ချဖို့လိုပဲပေါ့နော်ဒီမှာပစ္စည်းတွေအမိုက်တွေအောက်မှာရှုပ်နေရတယ်အများကြီးပဲ ဒါတွေကျွန်တော်နေရာပြင်ချမယ်အခုကျွန်တော်ရဲ့ဒီကင်မရာပစ္စည်းကိုကျွန်တော်ပြန်ပြီးတော့မှနေရာပြင်ချပါမယ်နော်။ Okay ကျွန်တော်ဒီခုံလေးကျွန်တော်ရှင်းပြီးသားပြီ။ ီကားတော့ကျွန်တော်ရဲ့ဒီယာကိုပြန်ပြီးတန်ရှင်းလုပ်ပါမယ်။ဖက်ဒီယာကိုကျွန်တော်ဒီမှာထားလိုက်တော့မယ်။ထားကြအဆင်မရှိသေးလို့ပေါ့။အဲတကွာကွန်မလီပေတာဒီကွာကျွန်တော်ဝေထားထုတ်လို့မရှိဖြစ်ပါဘူး။ကဲဒါတော့ကျွန်တော်အခုရှင်းပြတာကျွန်တော်ရဲ့အခန်းပုံစံမင်းဖြစ်ပါတယ်။ဟိုဘာပြောပြောခုနကတော့ထပ်တော့စားလို့ရှင်တော့နည်းနည်းတော့ပုံပြီးတက်တက်ရရရှိသွားတာပေါ့။စိတ်ချမ်းသာတယ်မဟုတ်လို့ရှင်လုတ်ဖြစ်မှာမဟုတ်။ ကဲကျွန်တော်အခုတန်ရှင်လေးလုပ်ပြီးဆိုတော့ရေချိုးပြီးနားယူရမယ်ကျွန်တော်ရေချိုးပြီးတော့ပြီဆိုတော့အခု skin ခဲ့မယ်။စကေးကမကဲလို့မရအောင်တည်မလား။ခုခေတ်မှာကဟိုရောကြလေးနေမိန်းကလေးနေနေမျက်နှာကြည့်ပြောရှိပြောရှိမှလူရောက်ဝင်ကျင်တာ။ကျွန်တော်ဖေဆိုကျွန်တော်ဘာပြောလဲဆိုတော့မှန်ကြည့်ပြီးတော့မှတစ်ခါလိမ့်နေဆိုကျွန်တော်အချောက်တယ်။အဲ့လိုပေါ့နော်ကျွန်တော်တို့အဖေတို့တော့ကျွန်တော်တို့ကအမှန်ကြီးပါရဲစားမကြည့်ဘူးလေ skin care ကြီးပါလေတိတ်မလို့တော့ကျွန်တော်လည်းအဲ့ skin care နဲ့ပတ်သက်ပြီးအဲ့လိုမျိုးအယူရှိခဲ့ဘူးလေ။ဒီရောကြလေးပဲကွာဘာလူမှလဲပေါ့တကယ်တော့ ရုပ်ဆိုးတဲ့កောင်នេះមកលូတယ်យុសိုးတဲ့កောင်នេះကជីမျောရှုမျောនេះရှိအောင်လို့ scaling ကတော့ခဲပေးတင်တယ်ဟိုយូកមកសູ້បាយဆိုရင်မျက်နှာမှာពူរីបេកနေနေဆိုရှင်យွန်សាយဖြစ်နေမှာလीကဲအခုကျွန်တော် scaling កែပြီးဖြစ်တဲ့အတွက်အခုဆက်နေလဲထိုးနေပြီဆိုတော့ကျွန်တော်အိတ်တော့မယ် manager လို့ရှိရင်တော့ကျွန်တော်9နိုင်လောက်ထားမယ်ကဲဒီနေ့ vlog ကတော့ဒီလောက်ပါပဲမနေ့ပြန်ကြလို့ရှိရင် ဘယ်လိုမျိုးကျွန်တော်ရဲ့နေစဉ်ဘယ်လိုမျိုးဖြတ်တန်းမှာလဲကျွန်တော်နေစဉ်ကျွန်တော်ဘာတွေလုပ်သွားမှာလဲဆိုတာလေးကိုဆောင်ကြည့်ရှုအပ်ပေးကြပါဦးလောလောဆယ်ခေါင်းလေးမွေရသေးပြီဆိုတော့ဖက်လုံးအောင်မယ်အုံပြီးတော့မှအေးလိုက်အောင်မယ် See you good night နောက်ရှင်ပြန်တွေ့မယ်啊。<sighs> <sighs>